ဟုတ်ချေချေတော့ဟာ marketing manager 3ယောက်ကိုဈေးကွက်အစ်တ်ခုနအစ်တ်တွေရှာမယ်ပေါ့ဘာတွေရှာမယ်ဈေးကွက်အစ်တ်တွေရှာမယ်ဆိုပြီးတော့သူတို့ခေါ်လိုက်တယ်3ယောက်ခေါ်တယ်တဲ့ဟိုဘက်ကတယောက်ပေါ့ဒီလေယာလည်းတယောက်ပေါ့ဒီလေယာလည်းတယောက်ပေါ့နော်ကဲလက်တွေ့တယောက်ဆောင်ပါမယ်ဒီထက်တယောက်ထွက်လာလက်တွေ့လက်တွေ့လာဒီထက်တယောက်ထွက်လာလာတယောက်တယောက်တယောက်လာဒီထက်တယောက်ထွက်လာ ကိုရှေ့ကတယောက်ထွက်လာလက်တွေ့သေးရောက်ဆောင်ပြန်ပုံမြင်ပြောဖို့အတွက်သေရောက်ဆောင်ဖို့ဒီတိုင်းဆိုရင်ပုံမြင်ကတန်ဖို့သိမ့်မရှိဘူးနော်โอเคဟုတ်ပြီတယောက်နှစ်ယောက်ဟိုဘက်ကတယောက်လာသူတို့တယောက်လာโอเคဟုတ်ပြီသုံးယောက်โอเคဆရာပုံမျိုးသမားပေါ့နော်ပုံမျိုးသမားဆရာကိုမမြင်တဲ့သူတို့သုံးယောက်ကိုကြည့်ဟုတ်ရှင်ရှင်တော့ဟာမန်နေဂျာကြီး၃ယောက်ရှိတယ်မန်နေဂျာကြီးတွေတာเนาะသူတို့ကမန်နေဂျာကြီးတွေ၃ယောက်ရှိတယ်အဲ့တော့မန်နေဂျာကြီး၃ယောက်ကိုဈေးကွက်အစ်စ်ရှာခိုင်းမယ်ဈေးကွက်အစ်စ်သွားရှာမယ်ဖောက်တဲ့အစ်စ်တွေသူရှာရမယ် product အစ်စ်တွေသွားရောင်းရမယ် သူတို့ဘာရောက်ခိုင်းမလဲဆိုရင်ဖက်နဲ့ရောက်ခိုင်းမယ်။ဘာရောက်ခိုင်းမလဲ။ဖက်နဲ့ရောက်ခိုင်းမယ်။ဒါပေမဲ့အဲ့ဖက်နဲ့ကလည်းထူးထူးခြားခြားဘယ်သူမှသွားမရောက်မှုတဲ့နေရာ။ဘယ်တော့မှဖက်နဲ့မစီးဘူးတဲ့သူတွေလူရိုင်းကျုံသွားရောက်အောင်။ပဲကျုံလေလူရိုင်းကျုံနော်ဟုတ်ပြီနော်အဲ့တော့လူရိုင်းကျုံတို့လူရိုင်းဆိုတော့တခါမှဖက်နဲ့မစီးဘူးနော်ဒါပေမဲ့အဲ့မှာမန်နေဂျာ1ဖြေတာကိုကြည့်မယ်โอเคအဲ့တော့မန်နေဂျာ1ကိုပြောလိုက်မန်နေဂျာ1 လူရန်ကျုံဖတ်နဲ့သွားရအောင်မယ်ဆိုလို့ရှိရင်ဖတ်နဲ့တွေအများကြီးရောင်းရနိုင်မယ်ထင်လားဘာဖြစ်လဲဟုတ်မလား yes yes အနေကြောင့်ဝမ်းဘာဖြစ်လဲအာဆရာခွင်လန်းပဲလူရန်ကျုံဆိုတော့အိုးဖတ်နဲ့တွေအများကြီးရောင်းရမှာပဲသူက yes လို့ဖြစ်တယ် okay ဟုတ်ပြီဒုတိယတရားဟဲ့သမီးလက်အဲ့တော့လူရန်ကျုံမှာဆိုတော့ဆရာလူရင်ကျုံဆိုကမှာတော့ဘယ်တော့မှဖဏမစီးတဲ့သူတွေတွားရောင်းလဲဆရာအဖို့ပဲဘာဖြစ်ရမလဲ노တဲ့ဟုတ်ပြီ โอเคสรุปให้นะอะแล้วหลุยย้ายจ่อมาพนันตัวออกมาเลยสรุปตะบี้บ้าผิดมั้ยโอ้บักจ๋าโหมา question มั้ยบ้าผิดมั้ยอะแล้วอภิอะแล้วหลุยเสร็จอ่ะบ้าผิดรู้ยังมั้ยอภิอ่ะบ้าผิดรู้ยังอภิตะคู่จั่นอะกางน้องอภิตะคู่ชื่อฮะมันตะเลียหลุยนี่แหละโหปาနေเลยโตบอทาไล่เนาะมันตะเลียพ่วยเลยโอเคบ้าบ้าบ้าผิดหลุยย้ายจ่อมาพนันตัวยอมมั้ยสรุป Yes ครับ Yes ก็ดีมาผิดพี่ตัว Yes ก็ผิดพี่ ကြိုးစားကြည့်ဟဲ့ကြိုးစားကြည့်မယ်ဆိုတော့အင်္ဂလိပ်လိုဘလို့ပြော Okay ဟုတ်ပြီနော် Okay ဆရာပြောပြမယ်လူရင်းကျွန်းမှာဖနက်သွားရအောင်မယ်ဆိုတော့နံပါတ်3ဖြည့်ရဖြည့်တကောင်းလို့ပြောပြမယ်နော်သမီးဖြည့်တာသူကကြိုးစားကြည့်မယ်ဆိုတော့ဓမ္မအဋ္ဌပြည့်စုံနဲ့ဖြည့်ရပါလဲဆိုလို့ရှင်ရောင်းရနိုင်ရည်ရှိတယ် Yes မှန်တယ်နည်းနည်းပဲရောင်းရလိမ့်မယ်လုံးဝမရောင်းရအောင်ဆိုတာလည်းဟုတ်ပါတယ်တချို့လူတွေကတော့စီးမှာမဟုတ်ဘူးအဲ့တော့လူဘယ်နှယောက်က ဖနဲ့ဝယ်မလဲယောက်ျားဘယ်နှယောက်ရှိတယ်မိန်းမဘယ်နှယောက်ရှိတယ်ကလေးဘယ်နှယောက်တော့စီးနိုင်တယ်ကျမတို့အရင်သွားသေးလားလေ့လာပြီးမှရောင်းမယ်ဆိုတော့ဘယ်သူအကောင်းဆုံးဖြစ်သွားလဲဘယ်သူအကောင်းဆုံးဖြစ်သွားလဲနံပါတ်3အဲနံပါတ်3အကောင်းဆုံးဖြစ်တော့နံပါတ်3ကွန်ပျူတာလက်ခုပ်ဖြန်ပြီးတီးပြပေါင်းသမီး